။ယာရီကျန်းထဲမှာလေတခိုးအာနာအမရန်ကြီးမားတဲ့ပုဂ္ဂိုလ်တူပေါ်ထွက်လာပါတယ်။ထူးခြားတာကသူ့ရဲ့ရုပ်တွင်ဟာယေရှုခရစ်တော်နဲ့တော်တော်လေးကိုဆင်တူနေပေမဲ့ကျန်းစာကသူ့ကိုကောင်းကင်တမန်လို့ပဲရိုးရိုးရှင်းရှင်းခေါ်ဆိုထားတယ်။ဆိုတော့ तू ကတကယ်ဘယ်သူလဲကောင်းကင်တမန်တပါးလားဒါမှမဟုတ်အဲ့ဒီထက်ပိုကြီးကျယ်တဲ့ပုဂ္ဂိုလ်တူလားဒီနေ့မှဒီမိခွန်းရဲ့အဖြေကိုအတူတူလိုက်ရှာကြည့်ကြတာပေါ့ဒီပုဂ္ဂိုလ်ကိုကျန်းစာထဲမှာဖော်ပြထားတာက တကယ်ကိုအားကောင်းလုံးပါတယ် မျက်နာကနေလိုပဲခြေထောက်တွေကမီးတိုင်နေလိုပဲတဲ့စဉ်းစားကြည့်ပါလားဒီစကလုံးတွေကတင်သူ့ရဲ့တူနိုင်မဲ့တန်ခိုးနဲ့ဖုံးအတီကိုဖော်ပြနေတာပဲတီချက်ကပဲကျွန်တော်ရဲ့ဒီနေ့စူးစမ်းလေ့လာမှုအတွက်အစာဖြိုးပေးလိုက်ကြပါပဲအဲ့ဒီတော့မင်းစရာရှိလာတာလားဒီလိုအံ့ဩစရာကောင်းလောက်အောင်တန်ခိုးကြီးတဲ့ပုခုဟာဖန်ဆင်းခံတူဖြစ်တဲ့ကောင်းငင်တမန်တပါပဲလားဒါမှမဟုတ်ဖန်ဆင်းရှင်ကိုယ်တော်တိုင်ယေရှုခရစ်တော်ပဲဖြစ်နေမလားဟုတ်ပါတယ် ါကကျမ်းပညာရှင်တွေကြားမှာတော့နှပေါင်းများစွာအငင်းပွားနေကြတဲ့အကြောင်းအရာတစ်ခုပါပဲ။ကဲအထေကိုရှာဖို့ဆိုရင်လေပထမဆုံးအနေနဲ့ဒီခေါင်းကင်နမရဲ့ထူးခြားပြီးတန်ခိုးကြီးမားတဲ့ရုပ်တွင်ကိုအသေးစိတ်ပြန်ကြည့်ရအောင်။သူ့ရဲ့ပုံပန်းတက်နာထဲမှာတင်ဒဲလွန်ဆိုင်တွေအများကြီးပါနေတယ်ဗျာ။သူ့ကိုကြည့်လိုက် မိုးတိမ်ကိုဝတ်ထားတယ်ခေါင်းပေါ်မှာတက်တန်ရှိတယ်။မျက်နှာက နေလိုထွန်းလင်းနေပြီးခြေထောက်တွေတာမိတိုက်နေလိုတောက်လောင်နေတာ။အဲ့ဒါတင်မကောင်းဘူးနော်။ခြေတစ်ဖက်ကိုပင်လေပေါ်ချနောက်တစ်ဖက်ကို ကုန်းပေါ်ချထားရဲဆိုတာကဆက်ကြဝလာတစ်ခုလုံးအပေါ်အုပ်ဆိုးတဲ့သူ့ရဲ့အခွင့်အနာကိုပြနေတာပေါ့ဒီချက်တွေအားလုံးကိုစူပြီးကြီးလိုက်တဲ့ဖာတာဟာပါမန်ကောင်းကင်သမန်တပါးထက်အများကြီးပို့ပြီးတော့ကြီးကျယ်ခနားနေတယ်ဆိုတာတွေ့ရမှာပါအဲဒီလိုအားကောင်းတဲ့ဖော်ပြချက်တွေကြောင့်ပဲအဓိကအတိဘယ်ကောက်ချက်၂မျိုးထွက်လာခဲ့လေဒီအမြန်နှစ်ခုလုံးမှာလဲသူ့ဘက်ကိုယ်ဘက်အားသာချက်တွေရှိနေပြန်ရော့ပြဿနာကဒီမှာဆော့တာပဲ တဖက်မှာကြည်ပြန်တော့ဒီဖော်ပြချက်တွေအားလုံးကဗျာဒိတ်ကျမ်းထဲတော်ပါတဲ့ယေရှုခရစ်တော်ရဲ့ပုံရိပ်ကိုပဲတိုက်ရိုက်ညှောနေတယ်လို့ထင်နေတယ်။ဒါပေမဲ့နောက်တဖက်မှာလည်းကျမ်းစာကသူ့ကိုကောင်းကင်တမန်ဆိုတဲ့စကားလုံးနဲ့ရှင်းရှင်းလင်းလင်းတုံ့ထပြန်ရုံ။ဆိုတော့ဘယ်အချက်ကိုအဓိကထားပြီးကောက်ချက်ချရမလဲဆိုတာကစဉ်းစားစရာဖြစ်လာတာပေါ့။ဟုတ်ပြီဒါဆိုရင်ပထမဆုံးအနေနဲ့ဒီဘက်ကဟာယေရှုခရစ်တော်ချစ်တယ်ဆိုတဲ့အမည်ကိုထောက်ခံတဲ့အချက်တွေကိုရင်ဆုံးလေ့လာကြည့်ကြတာပေါ့ဒီဘက်ကထောက်ထားတဲ့ကောင်တော်တော်လေးကိုခိုင်းပါပါလဲ ဥပမာသူ့မျက်နှာညီလိုထွန်းလင်းတာနဲ့မီးလိုခြေထောက်တယ်။ဒါတွေကဗျာဒိတ်ကျမ်းအခန်းကြီး1မှာပါတဲ့ရှင်ပြန်ထမြောက်ပြီးသားယေရှုရဲ့ပုံတံတားနဲ့ထတ်တူညီပါပဲ။နောက်ဘေးသူ့အတန်ကိုချင်းတိဟောက်တန်နဲ့ခိုင်နိုင်ထားတဲ့ယူဒာအမျိုးကြီးချင်းတိဆိုတာကလည်းယေရှုအတွက်ပေးထုံးတဲ့တော်မင်ဘွဲ့နာမတစ်ခုလေ။အရေးကြီးဆုံးအချက်ကတော့သူကငါကြီးတက်တည်နှစ်ပါလို့ပြောခဲ့တာပဲ။ဒါဟာဖန်ဆင်းရှင်တူဦးရဲ့ပိုင်ဆိုင်မှုကိုပြတဲ့စကားမျိုးဖြစ်လို့တော်ယုံတန်ယုံပုဂ္ဂိုလ်ကပြောလို့မရဘူးလေ။ဒါပေမဲ့ ဇလန်ကဒီမှာမပြီးသေးပါဘူးဒီလိုခိုင်မာတဲ့အချက်တွေရှိနေမဲ့ဒီကောင်းငင်တမန်ဟာယေရှုမဟုတ်နိုင်ဘူးလို့ဆိုတဲ့ဆန့်ကျင်ဘက်အထောက်အထားခိုင်ခိုင်မာမာတယ်လည်းရှိနေပြန်ပါတယ်အဓိကအချက်ကပါလေဆိုတော့ကောင်းငင်ငယ်နေနောက်ထပ်အတန်တန်ထက်လာပြီးဒီကောင်းငင်တမန်ကိုအမိန်ပေးနေတယ်လို့ခင်နေတာပဲဒါကသူ့အထက်မှာပုံမိနဲ့အာနာပိုင်တူရှိနေတယ်ဆိုတာကိုရှင်းရှင်းလင်းလင်းပြနေတာပေါ့ပြီးတော့လေကျမ်းလာတဲ့ရှောင်းလုံးကိုပြန်ကြည့်တယ်လေတန်ခိုးကြီးတဲ့ကောင်းငင်တမန်တွေဟာ ဖျားသခင်ရဲ့ဘုံသေးကိုဆောင်းပြီးကိုရော်ရဲ့နာမတော်နဲ့စကားပြောလဲရှိပေမဲ့သူတို့ကိုယ်တိုင်ကတော့ဖျားသခင်မဟုတ်ကြဘူးလေဒီအချက်ကိုအရင်မိချမ်းကဒီလိုထောက်ပြထားတယ်အကယ်၍အတန်ကအထက်ကနေလာရဆိုရင်ဒီတခိုးကြီးတဲ့ကောင်းကင်တမန်ဟာယေရှုဖြစ်ဖို့မလွယ်ဘူးဒါပေမဲ့ကောင်းကင်တမန်ကိုယ်တိုင်ကသာဒီစကားကိုပြောခဲ့မယ်ဆိုရင်တော့သူဟာယေရှုဖြစ်နိုင်တယ်တဲ့ဆိုလိုတာကဘာသာပြန်ဆိုမှုအပေါ်မူတည်ပြီးအတိတ်ဘက်ကလုံးဝကိုပြောင်းရင်ဖြစ်သွားနိုင်တဲ့အနေအထားမှရှိနေတာပါ ဒီကိစ္စကိုပို့ပြီးတော့ရှုပ်ထွေးသွားစေတဲ့နောက်တစ်ချက်ရှိသေးတယ်။အဲ့ဒါကဘာသာရေးအယူအဆတစ်ခုပါ။ရှင်ပြန်ထမြောက်ပြီးနောက်မှာယေရှုဟာဝိညာဉ်ခဏကိုတနည်းအားဖြင့်ပြောရရင်ကောင်းကင်တမန်နဲ့တူတဲ့ခဏကိုမျိုးရှိတယ်လို့ဆိုကြတယ်။ဒါပေမဲ့အရေးကြီးတာကသူဟာကောင်းကင်တမန်တပါတော့မဟုတ်ဘူး။ဖျားသခင်ပဲချင်းနေတော့ပဲ။အဲ့ဒီတော့ပုံမှန်ထန်ထန်နဲ့တကယ်တဘောဝါကြားကကွာခြားချက်ကိုလည်းထည့်စဉ်းစားဖို့လိုလာပြန်ရော။ ကဲဒီလိုတစ်ဖက်နဲ့ကဖက်ဆန့်ကျင်နေတဲ့တက်တဲထောက်ထားတွေကိုချိန်ထိုးတုံးတက်ကြည့်တဲ့နောက်မှာတော့အရင်မဲ့ကြောင့်ကိုပြူးစုတဲ့သူကဘလို့ကောက်ချက်ချထားလဲဆိုရကြည့်လိုက်ရအောင်ချန်ပီယံစုတို့ကမူလင်းဂရိစကားလုံးဖက်တဲ့ Angelus is Kiros ကိုထောက်ပြပါတယ်အဓိပ္ပာယ်ကတော့ကြံကိုကြီးသူအကောင်းကင်တမန်ပေါ့အဓိကချက်ကဒီစကားစုဟာပြာဒီကျမ်းအခန်းကြီး9မှာတခြားအမိမတီကောင်းကင်တမန်တပါအတွက်လဲအတိအကျတောင်းထားတာပဲကြောင်ဒီဖွဲ့နာမှာဟာဒီပုတ်ကိုတူတဲ့အတွက်ဒေတာမဟုတ်ဘူးဆိုတာရှင်းနေပါတယ် အဲ့ဒီတော့ဒီလိုကွဲလွဲနေတဲ့အထောက်အထားတွေပြီးတော့တိကျက်မဟုတ်တဲ့ဘွမ်းနာမကို တုံးထားတာတွေကြောင့်ကျန်းဖြူစုတို့ကတိကျက်ပြတ်သားတဲ့အဖြေတစ်ခုကိုမပေးဖို့ဆွန့်ဖြတ်ထဲ့ပါတယ်။ဘာလို့လဲဆိုတော့မှားရွေးတဲ့ကောက်ချက်တစ်ခုကိုမချမိစေဖို့အတွက်ဒီလိုမတေချာမရေရာမှုကိုလက်ခံလိုက်တာဒါပိုပြီးပညာရှိရာကြတယ်လို့သူကယူဆလို့ပါပဲ။ နောက်ဆုံးမှာတော့ကြံပြုစုသူကဒီလိုလက်တွေ့ကြတဲ့အကြံပြုချက်လေးကိုပေးခဲ့ပါတယ်။ကောင်းကင်တမန်လို့ဖော်ပြထားတဲ့အတွက်ကောင်းကင်တမန်အဖြစ်နဲ့ပဲလက်ခံလိုက်တာအကောင်းဆုံးရှိမဲ့ခြင်းတည်းတကယ်တော့တခါရီယာမှာကျန်းစာမှာပါတဲ့အတိုင်းရိုးရိုးရှင်းရှင်းလေးလက်ခံလိုက်တာကအကောင်းဆုံးချင်းကမှုဖြစ်နိုင်တာပေါ့။ဒါပဲကျွန်တော်တို့ကိုနောက်ဆုံးအတွေ့အကြုံရှိကိုဦးရီခေါ်ဆောင်သွားပါတယ်။ယုံကြည်ခြင်းနဲ့ပတ်သက်တဲ့ကိစ္စတွေမှာလေအဖြစ်ကို တကယ်ရှာတွေ့တာထက် အဖြေကိုရှာဖွေရတဲ့ခီးလန့်ကိုယ်တိုင်ကပဲပိုပြီးအေးရပါနေတတ်သလားဆိုတာပါပဲ။